တော့မတော်ရအချက်ခံတယ်အချက်ခံမယ်ဆိုပြီးတော့အဲ့ဒီမကျူးလို့နဲ့သွားတွေ့တာပေါ့နော်အဲ့ဒီအခုသူရဲ့လက်ရှိအဲ့ဒီဟိုဘယ်လိုပြောမလဲသူရဲ့ဟိုဆီယမတ်ကလည်းခရီးရန်လည်းဖြစ်တယ်ဘုံမဲ့မင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာတူပါဖြစ်ပြန်နေပြည့်စုံနေပါသည်ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုတော်မယ့်ဗီဒီယိုလေးကတော့ဒါညီမလေးမိုးဆက်ချိုနဲ့ဒါမိုးဆက်ချိုရဲ့ဟိုအမေဖြစ်သူနဲ့ဒါအင်တာဗျူးထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါညီမလေးမိုးဆက်ချိုရဲ့အမေကတော့ဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့ ဒါဒီညီမလေးကိုမစ်ပြန်ပွဲတက်ပြန်ရင်ကျွန်တော်တို့ဒါအမွေဖြတ်ဆွန့်လုံးမယ်ဆိုပြီးပြောထားတော့မှမိုးသက်ချိုကအမွေဖြတ်ရင်ဖြတ်ပါစေနော် သူဝါသနာပါတယ်မြစ်ပိုင်မြစ်ပြန်ပွဲကိုဝင်ပြိုင်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့တက်ပြန်ခဲ့တယ်ပေါ့နော်ဒါအောင်မိဘနောက်မှတည်တယ်ပေါ့နော်အဲအဲအကြောင်းလေးဒါပြောပြထားတဲ့ဗီဒီယိုလေးပေါ့နော်သူဒါဒါပေမဲ့သူ့တမီးတို့တော့ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်တော့ပြဖြစ်ချင်တယ်ဆိုပြီးတဲ့အကြောင်းလေးပြောထားသေးတယ်ပေါ့နော်ခဲကြောင့်လူကြည့်လိုက်အမျိုးလေး မသားမိညာခုမှတော်တော်လေးမြင်မှုကြတော့ဘောနော်ဒါချစ်စရာလေးဒါခုတည်းကြီးတော့ကလေးလိုပဲမြင်နေတော့ကလေးပဲပေါ့နော်ကိုတော့သူဒီမှာတော့ပြန်လိုက်တာလေပြန်လိုက်တော့ပြန်လိုက်တော့လဲဆက်ပြီးတော့နောက်ကနေအားပေးရမယ်ပန့်ပိုးရမယ်ပေါ့ဒါလည်းရှိတာပဲနော်ပြောပါဦးတိုင်းနေတယ်ဆိုတော့တမန်ဆာတော့မမေကိုပူစာလိုက်တာလားမမေကတိုင်းမာလားပြောတာပြောပါဦးအာအေးဦးတော့ပေါ့နော်ဒီမြစ်ပြန်ဟိုကပြန်မှုတော့ဆိုတော့ agency ကနေပြီးတော့ညီမတို့ဒီ project ထဲလိုက်ကြနေပြီးတော့ပုံစံညီမလေးပြိုင်မလားဆိုတော့မောင်တို့ခဏလေးတို့ညီမတိုင်ပြီးလိုက်အောင်ငယ်ပြင်ပြပေးမယ်လို့အားနဲ့တငယ်ချင်းရာလဲမပြိုင်ပါလားပြိုင်ပါလားဆိုတော့ဟောအခင်းဆုံးတငယ်ချင်းရာလဲတဲ့ငါငါဆင်းပြလိုက်ပြီအားပြပြအဲ့ဆိုတော့ငါမြန်မာရအောင်ပြလိုက်အောင်မယ်လို့နင်းလိမ့်မင်းတော့နင်းနဲ့လိမ့်မင်းတော့လည်းမသိချင်တဲ့နော်အားပြပြစတော့ကတော့ပိုလဲတိတ်တော့တူလေအဖေါ့ကိုပြောရပါတော့ ဘွာမိမိဒါလေးပြိုင်ချင်နေသေးလားဘွာမမကိုပြောပြပါလားဗာညာနဲ့အဲ့လိုဥစားလိုက်တာဘွာကိုအဘွားကိုပြောခိုင်းတာဘွာကိုပြောခိုင်းရတယ်ဘွာပြောလိုက်မရပါဘူးမရအဲ့တော့ရတော့ဒါအစတွေကသူလူတင်ကြဝါသာပါပြေးခဲ့ရတာအော်တိတ်တယ်သူ့ကိုလောက်ချင်တယ်ဆိုရင်တော့တရုတ်ဆောင်မဲလောက်ပေါ့နော်အဲ့လိုလေးတော့ပြောထားတယ်ဒီ miss ကြတော့ဘယ်လိုပြောမလဲဆိုတော့ကိုယ့်ဘက်က miss ဆိုတာတာဝန်ကြီးရလေနော်အရန်တာဝန်ကြီးတယ် ဟိုတကယ်လို့စုရတော့ရင်လည်းတာဝန်ကြီးတယ်မရဘဲနဲ့ဝင်ပြိုင်မယ်ဆိုလဲကိုယ့်ဘက်ကအားလုံးအဆင်သင့်ဖြစ်မှကောင်းတာပေါ့နော်အဲ့တော့ကိုကသူ့ကိုကလေးလိုပဲအိမ်ထဲမှာပဲအဲ့လိုဥထားတာများတာအဲ့လိုချက်ထားတာဆိုတော့အဲ့ဒါကနေပြီးတော့တကယ်ကြီးနေတယ်အဲ့လိုသွားပြိုင်ခြင်းတယ်ဆိုပြီးတော့သွားပြိုင်တာ အဲ့တော့နေသွားပြရင်အမွေဖြတ်မယ်ပြောတာတော့မှသွားတယ်အဖြတ်ခံတယ်အဖြတ်ခံမယ်ဆိုပြီးတော့အဲ့ဒီမကျူးလို့နေသွားတွေ့တာပေါ့နော်အဲ့ဒီအခုသူ့ရဲ့လက်ရှိအဲ့ဒီဟိုဘယ်လိုပြောမလဲသူ့ရဲ့ဟိုဆီယမတ်ကလည်းခရီးရန်လည်းဖြစ်တယ်အရန်လည်းသဘောကောင်းတယ်ကိုယ်ကလည်းခရီးရန်ဖြစ်တော့လေနောက်ပိုင်းကျတော့လည်း သူစိတ်ချသွားတာပေါ့နော်ညီမလေးကိုညီပေးပါဆိုပြီးတော့သူဆီမလက်ထဲကိုပဲသူတေးချပြအပ်လိုက်ရတာပေါ့အလိုလေးကဲဆိုတော့မမပြောရအောင်သောတာအဝင်ပြက်မယ်လို့ပြောရမယ်နောက်ဆုံးကျတော့သာသမီမလို့ဆန်နိုင်ဘူးမဆန်နိုင်တော့ဖြတ်တယ်ဖြတ်မယ်လို့ပြောတော့အဲ့မှာဆောက်သူဆီမစီသွားတယ်လေသွားပြီးတော့သူတကယ်လှုပ်ပြီးသွားတော့မှကိုကသိတယ်သိတော့အဲ့ဒါသူ့ကိုသူ့မွေးနေ့သူ့မွေးနေ့လဲသူ့သူ့မွေးနေ့လာဖြစ်နေတယ်ဆိုတော့သူ့ကိုအဲ့မွေးနေ့မှာလဲမခေါ်ဘူးအဲ့နေ့မွေးနေ့ရက်မှာမမတဲ့ မိမိတောင်းပန်နေသောဆိုပြီးတော့မိမိတောင်းပန်နေတော့ဆိုတော့အတန်းဝင်နေတော့လေစကားပြောတာအားနာလိုက်တာအာအာဘာလဲမိမိတောင်းပန်နေတော့ဆိုတော့လာတောင်းပန်တစ်နှစ်လုံးပေါ့အဲလောက်ခဲ့တဲ့အပြစ်တွေခွင့်လွတ်ပါဆိုတော့လာတောင်းပန်အတော့စကားမပြောလုံးဝခြေလိုက်တယ်လုံးဝမပြောအာပြီးတော့မှဩမကောင်းပါဘူးလေပေါ့နော်စိတ်အားဟိုကြတော့မွေးနေ့ဆိုသူကနည်းနည်းဖောက်တတ်တယ်မွေးနေ့တော့အဲ့ဒီဟို Father Day တော့မွေးနေ့တော့ဆိုသူနည်းနည်းဖောက်တယ်လို့ ဖောက်တော့အဲ့နေ့လည်းဖြစ်နေတော့ကိုယ်ပြန်လျှော့လိုက်ရတာပေါ့လျှော့လိုက်တော့အခုလိုမျိုးအဲ့တော့ဆက်ပြီးတော့ရဲ့သူ့ကိုပန့်ဖို့ဖို့ပဲရှိတော့တာပေါ့နော်။ဆိုင်ကစိတ်တက်တော့တကယ်မှချီကျူးဖို့ကောင်းတယ်ဒီညီမလေးသိလား။နော်။တပ်ပြရင်တော့မှကျွန်တော်အငွေဖက်စွန့်လို့မယ်ဆိုတော့မှသူဝါသနာပါတဲ့လို့သူဆက်လို့သွားတယ်။နော်။ကျွန်တော်တို့အငွေဖက်တွေပါတယ်စိတ်ဝင်စားအောင်နော်။သူဝါသနာပါတော့သူဝတ္တီပါတော့အဲ့စိတ်တက်လေးတော့တကယ်လို့လေးစားတော့သူယူတော့တာပေါ့နော်။အဲဒီလိုယူကျွန်တော်တို့ ဘယ်နဲ့ပဲဟောဖြစ်ဖြစ်ယူသွမ်းမှလည်းအောင်မြင်တာဗျမယူသွမ်းမှမအောင်မြင်ကျွန်တော်ပေါ်ပြင်ဖြစ်ချင်လို့နော်အဲပတ်စံလိုချင်လို့လူတွေရဲ့ကျွန်တော်တို့ချစ်ခင်လေးစားမှုအချိန်ကောင်လိုချင်လို့အဲလာကြတဲ့လူတွေကတော့ဒါကျင်းတည်တယ်ကျွန်တော်ဘယ်တော့မှတိုးတက်အောင်မြင်မှာမဟုတ်ဘာဖြစ်လို့ဆိုတော့ဒါပေါ်ပင်လေဒါတင်ညီမလေးရဲ့စိတ်ဓာတ်တော့ငါ့ကိုဖျက်ချင်မယ်မဖျက်ချင်နေအဓိကငါပြိုင်မဲဟောက်ဝင်ငါပြိုင်မဲဆိုလဲအဲ့လိုစိတ်ဓာတ်လို့တကယ်တော့မှချီချူကိုကောင်းတယ်ဗောနော်အားကြောင့်မို့ကျုပ်ရှင်လောကမှာဖြစ်ဖြစ်မော်ဒယ်လောကမှာဖြစ်ဖြစ်အောင်မြင်တော့ เนาะနာမည်ကြီးတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးပါเนาะနောက်ပြီးတော့နာမည်နှလုံးနဲ့ဖာသာယူလည်းအမြဲဆုံးเนาะဖာသာယူနဲ့တွေ့ခွင့်ရပြီးတော့အဆင်ပြေပါစေလို့လည်းကိုယ်ဆုတောင်းပေးရပါเนาะဟောနာ၂၈ရက်နေ့ကျရင်ဖွင့်ပွဲတော့မဟုတ်ဘောဒီဇိုင်းလေးကရက်တီလာတာကတော့သူကအဆယ်နှစ်ရှိပြီဆိုတော့တချို့ညီမလေးတွေဥဆောင်ထားတာနဲ့အောင်မြင်ထားရပေါ့เนาะ ကျွန်မအခုကျွန်မညမနဲ့ကျွန်မနဲ့ပြန်ပြီးတော့ဒါလေးကို share ပြန်လုပ်လိုက်တာပေါ့ share ပြန်လုပ်လိုက်တော့အဲ့နဲ့ကြာရင်အထူးလျှော့ဈေးနဲ့အထူးဘာပြောမလဲအကောင်းဆုံးဝင်ဆောင်မှုတွေနဲ့အလှုပ်ဆောင်ပေးမယ်ပေါ့နော်အဲ့ဒီအတွက်ကိုလက်သေးချီသေးနောက်ပြီးတော့လို့ရှိရင်တေချာလေးလိပ်စာလေးတေချာပေးပေးမယ်နော်တပိလေးကဆက်လက်ပါတပိလေးကဆက်လက်ပါလားပြပါဦးတပိလေးမိမိကဒါသူ့အတိတ်ဆိုင်မှာလုပ်တာ တူ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 ဆိုင်မှာမမင်းအဲ့ဒါဝါးနာပါမမင်းကဝါးနာပါအစီအပြေဝါးရတာမမင်းဆိုင်ခုနိုင်ဆိုအဲ့ဒါမမင်းဆိုင်မှာသွားရမှာဟုတ်နောက်ဆိုရောသူဆိုင်မှာနည်းပါပြီမမ shop ပေးမှာလားလေစေသူကျွန်တော်ပို့ယူလိုက်တော့မယ်ခင်ဗျတိုက်လို့ခင်ဗျခင်ဗျတော်တိုက်နော်ယထာလန်းနဲ့အဘူတထောင်ဘူမြထွန်းတောင်ပေါ့နော်အဲ့မှာဟိုဆီမှာလေရေချော်နဲ့လေဘူတထောင်အဲဘူတထောင်ပေါ့ပြန်ဟုတ်တယ်ဟုတ်တယ်သူရေချော်ရေချော်နဲ့လေနီးရလေနော်ဆိုင်နာမည်လေးက တခါလာခါလာပါဟုတ်ကဲ့မမေကတူတော့မမေကိုဒါတော်တော်ချစ်ပူရဟလားမမေကတော့မကြည့်လို့ချစ်လာလို့ချစ်လို့နော်မကြည့်ရတယ်ဟုတ်ကဲ့ပါတူပါပဲအေးတော့တိုင်ပေါ်နေတာတိုင်ပေါ်နေပြီဆိုတော့ပြည်သက်တည်ရကျွန်တော်ကြည့်ရင်ကြည်နေနေနမယ်နှလုံးနဲ့မင်းသားနဲ့တော်တော်လေးဟိုမှာတူလာတယ်လို့သိလားကြည်နေကြည်နေနေနော် ဖြစ်နိုင်တာမဖြစ်နိုင်လားတော့တမိုင်းပေါ့နော်ဒါပေမဲ့ကျွန်တော်လောကမှာနာမည်တူမရှာလူတူမရှာဆိုတော့တကယ်ုံမှတူတယ်ဗျခလေးမလေးနဲ့ကြည်နေကြည်နေနဲ့အဲ့ဒီနာမည်နှလုံးနဲ့မင်းသားရဲ့ငငယ်တော်ပုံလေးနဲ့တကယ်ုံမှတော်တော်လေးကိုတူပါဗျာနော်ကြည်ကြည်အမျိုးလေးဒီပုံစံဆိုပို့တူတယ်ဒီလိုမျိုးလေးဆိုရင်သိရနာမည်နှလုံးနဲ့မင်းသားနော်ရုံနဲ့ဒီခလေးမလေးရုံကတော်တော်လေးမှချွတ်ချွတ်တူတယ်ဒါပေမဲ့လည်းနာမည်တူမရှာလူတူမရှာဖြစ်နေပါတယ်နော်ပေးပါအောင်ပေးပေါ်ပေးပါအောင်အော်ဟုတ် ပြိုင်ပွဲနီးပြီးဆိုတော့မိမိကအခုပြိုင်ပွဲတော့နီးနေပြီအဲ့အတွက်ကြောင့်မိမိကိုအာပေးကြပါလို့အာချစ်ကြပါလို့သူနဲ့ဘယ်လိုပြောမလဲပဲအရာမတော့လည်းမမျော်လင့်ရဲပါဘူးမမှန်ရဲပါဘူးလို့နော်ဆိုတော့သူကဒါလေးကိုရွေးချယ်ပြီးသွားပြီးသူလှုပ်လိုက်ပြီးဖြစ်တဲ့ပြလှုပ်ဆောင်လိုက်တဲ့လှုပ်ဆောင်လိုက်တဲ့အတွက်ကြောင့်တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီမှာရှိတဲ့ဒီ TV ဖန်သားပေါ်မှာကြည့်မဲ့အာ ဖို့ဖို့ဖွားဖွားတွေပေါ့နော်တော်တော်မမတွေရောပြည့်စက်တွေအားလုံးကိုမျက်စိနောက်စီကဖြစ်မဲ့ဆိုရင်လည်းတောင်းပန်ပါတယ်လို့နော်ဒီကနေ့တောင်းပန်ပါတယ်မိုးဆက်ချိုကိုစားဆက်ပြီးတော့အားပေးကြပါလို့ချစ်ပေးကြပါလို့နော်ဘာမှလည်းသူကတိတ်လည်းပဲကျမအတန်ဝင်နေလို့လေနော်တပတ်ခါတပတ်ခါတော့ဆိုင်ပွဲပဲမှဘယ်လိုပြောရမလဲမသိဘူးဖြစ်နေတယ်ဆိုတော့အခုတော့နည်းနည်းတီးခံပြီးတော့လည်းနားထောင်ပေးကြပါလို့ပြောချင်ပါတယ်